မင်္ဂလာပါလေဗင်နောက်ဘက်မှာရှိတဲ့မာဆယ်ရီတိုက်ဖြစ်တဲ့ပြဿနာကယနေ့ခေတ်မှာလူတိုင်းလူလူကြုံတွေ့ရလိမ့်ရှိတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်ဒီဖုန်းကြည့်တဲ့လူတွေ office worker တွေနောက် computer တွေနဲ့လုပ်လို့ရတဲ့လူတွေဆိုတော့ကလေးလူကြီးပါမှကျန်း colony ပါကျွန်တော်တို့ဒီလေဗင်မှာ tightness ဖြစ်တဲ့ပြဿနာလူတိုင်းလူလူကြုံရလိမ့်ရှိတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်ဒီနေ့မှာတော့ဒီဒီ neck နဲ့ပတ်သက်တဲ့ myofascial release ကိုဒီ instrument မှာပါပဲပစ္စည်းမှာပါပဲဒီလက်နဲ့ပေါ့ manually ျွန်တော်တို့ဘယ်လို release လုပ်မလဲဆိုတာကိုကျွန်တော်ဒီနေ့ပြောသွားပါမယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော် lag ကိုကျွန်တော်တို့ကဒီ malfunction release လုပ်မယ် instrument ဖြစ်သုံးကောင်းမှာဖြစ်ပါတယ်အဲ့တော့ lag ကိုကျွန်တော်တို့ကျစ်ကျစ်ပေါင်းဘယ်လိုပေါ်စံလဲကျစ်ကျစ်ပေါင်းဆုတ်ထားပြီးတော့အဓိကအဖြစ်ဒီ point လေးတွေပေါ့ဒီ point လေးတွေကိုသုံးမယ်ကျွန်တော် release လုပ်သုံးမှာဖြစ်ပါတယ် release လုပ်မယ်ပေါ်စံကျွန်တော် type သုံးမျိုးလို့ပါမယ်အဲ့တော့ master သုံးဖို့ master ထဲမှာရှိတဲ့ fashion လမ်းကြောင်းပေါ့နော်အထက်အောက်ရွေ့တဲ့ရွှေရှားမှုရယ်ကလန်သွားရွှေရှားမှုရယ် နောက်ပြီးတော့ကျွန်တော်လဲတဲ့လို့ရှာမှုရယ်အဲဒီ၃ခုကိုကျွန်တော်တုံးပြီးတော့ release လို့တုံးဖြစ်ပါတယ်အဲ့တော့ဒီ release တွေကရိုးရှင်းပြီးတော့တော်တော်လေးထျောက်တယ်ဆိုတာတွေ့ရပါလိမ့်မယ်အဲ့တော့နံပါတ်၁ကကျွန်တော်တို့ဒီ location ပေါ့ကျွန်တော် banner ကိုလုပ်မလဲပေါ့အဲ့တော့ကျွန်တော် level လှည့်လိုက်တဲ့အခါကျတော့ဒါလေးတွေ့လိမ့်ဒါကတော့ကျွန်တော် standard clear master type scm ပါဆက်အဲ့မှာဆက်နေလိုက်သွားလို့ရှိရင်ကျွန်တော်တို့ဒီနားနားမှာကျွန်တော်ဘူဒီတစ်ခုရှိတယ် အဲ့တော့ကျွန်တော် master type process လို့ခေါ်တာပေါ့အဲ့တော့ master type process ရဲ့နောက်ဖက်အောက်ဖက်နည်းနည်းလေးနောက်ဖက်ပေါ့ဒီနေရာလေးပေါ့နော်ဒီ location လေးကိုကျွန်တော်တောင်းမှာဖြစ်ပါတယ်ဆိုတော့အဲ့နေရာမှာကျွန်တော်တို့ဒီ SCM ပြန်တခြားသောဒီ neck နဲ့ပတ်သက်တဲ့ master တွေတော်တော်များအဲ့နားမှာလာပြီးတော့ attach လုပ်ကြတာပေါ့ဆိုတော့အဲ့နေရာနဲ့ release လုပ်လိုက်ရင် master တော်တော်များထိရောက်တယ်လို့လည်းပြောလို့ရပါတယ် တော့နံပါတ်1အနေနဲ့ကျွန်တော်တို့လက်ကိုလိုက်သေးလေးချစ်ချစ်ပအောင်ဆိုလိုက်ပြီးတော့ဒီပူသီးလေးနှစ်ခုပေါ့ကိုကျွန်တော်ခုနပြထားတယ်ဒီ master process out ဖက်နေရာလေးပေါ့နော်အဲ့နေရာလေးကိုကျွန်တော်တို့လှမ်းပြီးတော့ခေါင်းလေးကိုစောင်းပြီးတော့မိလိုက်လို့ရတယ်ဒီ left ဘက်ကဒီမှာလာပြီးတော့သူတို့တိုင်းထားလို့ရတယ်ဆိုတော့အဲ့ပေါ်တင်ထားပြီးတော့ကျွန်တော်တို့ breathe and breathe out 5 breath လုပ်မယ်ဖြည်းဖြည်းချင်းရှုပ်သွင်းပြီးတော့ဖြည်းဖြည်းချင်းမှုတ်ထုံမယ်5 breath အဲ့ fibrate ပြီးသွားတဲ့ခါမှာပထမဆုံးလုပ်မယ့် movement ကခေါင်းကိုကျွန်တော်တို့ရှေ့ချိုးနှောက်ဆန်ပါတော့ nodding လုပ်တဲ့ movement ဒါလေးလုပ်မှာဖြစ်ပါတယ်အဲ့တော့ခုနကကျွန်တော် release လုပ်နေတဲ့အချိန်မှာ leg ကိုမလွတ်လိုက်ခင်နဲ့ set ပြီးတော့လုပ်သွားလို့ရပါတယ်အဲ့တော့အဲ့နေရာလေးမှာကျွန်တော်က pressure လေးပေးထားပြီးတော့ခေါင်းကိုကျွန်တော်တို့အထက်အောက်ပေါ့ 9ချိန်ကနေကျွန်တော်10ချိန်လောက်ထိလုပ်လို့ရပါတယ်ဒုတိယလုပ်မဲ့ motion ကတော့ neck rotation ပေါ့တနည်းအားဖြင့်ကျွန်တော် muscle ရဲ့အလံကြောင်းကိုကျွန်တော်ဒီမှာ pressure နဲ့ထောက်ထားပြီးတော့လှည့်တာဖြစ်တယ်ဟောဒီမှာတော့လက်ကတော့ညင်နေပြီးတော့ muscle ကဒီလိုရွေ့သွားတဲ့အတွက် muscle မှာဒီလိုကန့်လန့်သွားတဲ့ movement လည်းဖြစ်လာနိုင်မယ်အဲ့တော့ကြည့်ကြည့်အောင်အဲ့တော့ feet အားလေးပေးထားပါเนาะ pressure လေးပေးထားပြီးတော့ neck ကို rotation ပေါ့ ဒါကိုလည်းကျွန်တော်တို့၅ချိန်၈ချိန်လောက်လုပ်လို့ရပါတယ်။အဲ့ဒါပြီးသွားလို့ရှိရင်တတိယ movement ကကျွန်တော်တို့ခေါင်းကိုမလှုပ်တော့ပဲကျွန်တော်လက်ကို pressure ပေးပြီးတော့ circular motion ပေါ့နော်။ဘယ်လေညာလေလှည့်တယ် အဲ့တော့ဒီမှာလေ့ကျင့်ကကျွန်တော်တို့လေးခုလို့သားလို့ဆိုတာတွေ့ပါလိမ့်မယ်ပထမတစ်ခုက pressure ပေးထားပြီးတော့ကျွန်တော်တို့ five breath ဒုတိယတစ်ခုက pressure ပေးထားပြီးတော့ခေါင်းကုန်းလိုက်ပြန်မလိုက်လို့တဲ့လေ့ကျင့်ကတတိယတစ်ခုက pressure ပေးထားပြီးတော့ခေါင်းကိုလေတဲ့ movement ဆောက်တာတစ်ခုကကြတော့ခေါင်းကိုမလှုပ်တော့ဘဲနဲ့ဒီ pressure ပေးတဲ့ leg ကိုကျွန်တော်တို့ဘယ်လည်းညာလည်းလေတဲ့ movement ပေါ့အဲ့တော့ဆွတ်ဆွတ်ပေါင်းကျွန်တော် exercise လေးခုဖြစ်ပါတယ်အဲ့တော့ဒီ exercise လေးကိုပဲတလှည့်ညာတလှည့်လုပ်လို့ရပါတယ် စနစ်တကျအသေးချလုပ်မယ်ဆိုရင်ကျွန်တော်တို့ neck နဲ့ပတ်သက်တဲ့ tension ကအချိန်ပိုင်းတွင်တိတိတသာယောသွားရဲဆိုတာတွေ့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်ပရမပြခဲ့တဲ့ဒီ marvel release စဆိုင်နဲ့ကျွန်တော်အခုပြမယ်ဒီ neck stretch exercise လေးပေါင်းပြီးလုပ်မယ်ဆိုရင်တော်တော်လေးအချိန်တိုလေးတည်းမှာတော်တော်လေးဒီ neck နဲ့ပတ်သက်တဲ့ tension တွေပြေလျော့သွားရဲဆိုတာတွေ့ရပါလိမ့်မယ်အဲ့တော့ဒုတိယ exercise လုပ်ဖို့အတွက်ကျွန်တော် leg ကိုဒီလိုပုံစံပေါ့နော်ဒီပုံစံလေးနဲ့ကျွန်တော်တင်ပါအောင်ထည့်ထည့်လိုက်မယ်ပြီးရင်ဒီ leg ကို core back ကိုတတ်နိုင်သလောက်ဖိသွင်းလိုက် ဒါမျိုးလေးပေါ့နော်ကျဲကိုဖိထွက်လိုက်မယ်ပြီးရင်ရင်စောင်းအပတ်ရှူတယ်မယ်ပြီးရင်မောက်ထောက်သွားရင်လည်းဒီဘက်လက်လေးနဲ့ပြေးပြေးချင်းဆွဲချပါမယ်အော်ဒီမှာ5 breath ပေါ့ဖြည်းဖြည်းရှူပြီးဖြည်းဖြည်းမောက်ထောက်ပြီးတော့ဒီ position မှာကျွန်တော်5 breath နေပါမယ်

ဒီဒုတိယပြရတယ်ကျွန်တော်တို့ဒီ next stress society ကိုပေါင်းပြီးလုပ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ level နဲ့ပတ်သက်တဲ့ tension လေးတွေအချိန်တိုတွင်ရော့သွားတာတွေ့ပါလိမ့်မယ်အဲ့တော့ရောမှာအလုံးလုံးရင်ဖြစ်စီကျွန်တော်တို့ computer tablet phone တွေသုံးလို့ဖြစ်စီကျွန်တော်တို့ level ညောင်းလာတဲ့အချိန်မှာကျွန်တော်တို့ break နေနဲ့ဒီ marvel release နဲ့ stretching society လုပ်ပေးမယ်ဆိုရင်ကျွန်တော်အချိန်တိုတွင်မှာတော်တော်လေး release ဖြစ်သွားတယ်တော်တော်လေးပြေပြောက်သွားတယ်ဆိုတွေ့ပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါ